တော့တို့ဒီလိုနိုင်ငံကြီးပေါ့နော်မြန်မာနိုင်ငံရည်စည်းမှုထွန်းကားတဲ့နိုင်ငံထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံကြီးမှာဒီလိုပြီးပါဘုရားကိုဆွတ်ပြစ်တာဖြစ်သလားဆိုတော့ပေါ့နော်ဖြစ်နေတာတွေ့တဲ့ကကြတော့ဒါဘာကြောင့်အကြောင်းရင်းလဲဆိုတော့လိုက်ရှာကြည့်တာပေါ့ဟုတ်ပါဘူးမင်္ဂလာပါဘူးဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့ပါဒီဓမ္မရောက်ကြီးဖောင်ဒေးရှင်းမှာဘလို့တာဝန်လေးယူထားအဲ့ဒါလေးဒီကျွန်တော်ပြောရင်းလေးဆက်ပြီးပါမယ်ရှင်ဟုတ်ကဲ့ကျွန်တော်နာမည်ကဦးလာမျိုးလို့ခေါ်ပါတယ်ကျွန်တော်ကတော့ဓမ္မရောက်ကြီးဓမ္မဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ ဟိုဒီမီဒီယာမိတ်ဆက်ပွဲလေးလုပ်တာဆိုတော့လေဘလို့စိတ်ကူးလေးကြောင့်ဒီမိတ်ဆက်ပွဲလေးလုပ်ဖြစ်တာလဲအကြောင်းလေးရှင်းလင်းပြောပြပါဦးရှင်။အဲအဓိကတော့ဓမ္မကြီးဓမ္မနာဖောင်ဒေးရှင်းကတော့ပုံမှန်အဖြစ်တရားပြန်ပွဲကြီးတွေလုပ်တာပါ။အဲပရိုက်တာလုပ်လဲအမဲချင်းလုပ်တယ်ပရိုက်တာအလုပ်မှာတော့တစ်ပင်စိုက်တာသွေးလူတာအမျက်ကြည်လောက်ဒုရန်မှုလေးလုပ်ပါတယ်။အဲဒီဒီစိတ်ကူးလေးပေါ်တာကတော့ဒီလိုမျိုးမီဒီယာတွေမှာမိဘဘဝတွေကိုစွန့်ပစ်တဲ့ဟာပေါ့နော်။ပရိုက်တာအတင်းလေးတစ်ခုလိုက်တန်ရနေပြီးတော့အဲအဖိုးကြီးတယောက်ဖွားကြီးတယောက်ကို စွန့်ပစ်တဲ့ဘဝကိုကောက်ယူပြီးတော့တဘာဝတရားကြီးသာသွားပို့တဲ့လုပ်ငန်းလေးကိုတွေ့တယ်ဒီတော့တို့ဒီလိုနိုင်ငံကြီးပေါ့နော်မြန်မာနိုင်ငံရေစည်းမှုထွန်းကားတဲ့နိုင်ငံထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံကြီးမှာဒီလိုမိဘဘဝကိုစွန့်ပစ်တာဖြစ်သလားဆိုတော့ပေါ့နော်ဖြစ်နေတာတွေ့တဲ့အခါကျတော့ဒါဘာကြောင့်အကြောင်းရင်းလဲဆိုတော့လိုက်ရှာကြည့်တာပေါ့လိုက်ရှာကြည့်တဲ့အခါကျတော့ဒီစွန့်ပစ်ဘဝဘဝနဲ့ပတ်သက်တဲ့ပြဿနာတွေအများကြီးတွေ့လာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမိဆက်ပွဲလေးကိုလုပ်ဖြစ်တာဖြစ်ပါတယ်အခုတိုင်းရောဒီလိုမျိုးဆုံးဖြတ်တာတွေတွေ့ပြီးတော့ဘယ်လိုခံစားချက်တွေဖြစ်ပေါ်လာတယ်လို့ပြောလို့ရပါလဲအဲအခုဆရာတို့ကိုယ်တိုင်က အားလုံးအခုဆိုရင်အသက်64နှစ်တည်းရောက်လာပြီပေါ့ကိုလည်းအသက်အရွယ်ကြီးတဲ့ခံစားချက်ကဖြစ်လာပြီပေါ့နော်ကိုသားသမီးနဲ့နေတယ်အသက်အရွယ်ကြီးလာပြီငါအသက်ကြီးလာရင်ဘယ်လိုနေရမလဲငါရဲ့နေဝင်ခြင်းကိုဘယ်လိုဝင်ရမလဲစဉ်းစားတဲ့ရွယ်ရောက်လာပြီပေါ့အဲ့ဒီအချိန်မှာခုနဒီမိဘနဲ့အတူတူသားသမီးနဲ့အတူတူနေပြီးတော့ပြုစုစောင့်ရခံရမယ့်အရွယ်တွေကလမ်းမေးပါဆုပ်ပစ်ခံတယ်ဆိုတော့ဒါကဘယ်လိုမှစိတ်မကောင်းဘူးပေါ့နော်နောက်တစ်ခုကဒီမှာမြတ်စွာဘုရားအဆုံးအမနဲ့နေတယ်မြန်မာနိုင်ငံရဲ့ရည်မှုရှိတယ်အဲ့လိုအချိန်မှာမိဘတွေကိုယိုးသေးတယ်ဆိုတာတိုင်းနိုင်ငံလုံးကသိပြီးသားပေါ့နော် တရားဆိုမှမလည်းပါပြီးသားပေါ့ဘိုးဘွားတွေကိုယူသေးရမယ်ရှိပြီးသားပေါ့အဲ့ဒါလေးကိုဒီတိုင်းဆွပြတဲ့အားကြီးကတော့ဘာလို့မဆိုးပါတော့လူသားတယောက်အနေနဲ့ဘာလို့မှခံစားလို့မရဘူးအဲ့ဒါကြောင့်မလို့ဒါလေးကိုဘယ်လိုပပြအောင်လုပ်မလဲဆိုတော့အားလေးကိုစဉ်းစားကြည့်တာပါကိုယ်ကဘယ်လိုစိတ်ကူးရရှိတယ်ဒီဒီပပြအောင်ဘယ်လိုမျိုးအိုင်ဒီယာလေးအဲ့တော့ပထမဆုံးအဲ့ဒီကိစ္စပေါ်လာတဲ့ခါကျတော့ဇာဒီတက်ကြီးဘိုးဝိုင်းနဲ့ပတ်သက်လို့စောက်ရှောက်တဲ့ဘိုးဝိုင်းသားတွေကိုလေ့လာကြည့်ရအောင်။ဒါကြတော့မြန်မာနိုင်ငံတနိုင်တနိုင်ငံလုံးမှာဒီရိုးရိုးဘိုးဝိုင်းသားတွေအများကြီးတွေ့ရတယ် မာဟိုပြည်လန်းသွားလို့ရှိရင်အုတ်ကန်တိုက်ကြီး30နဲ့တလင်းအကုန်ရှိတယ်ဘိုးဘွားကြီးတာပေါ့နော်ပကိုးပါလည်းရှိတယ်ရန်ကုန်ပါလည်းအများကြီးပဲအဲ့ဘိုးဘွားကြီးတာတွေသွားကြည့်လို့ရှိရင်ဘိုးဘွားတွေကမပြည့်ဘူးဟိုမှာ30လောက်ဆက်နေဘိုးဘွားကြီးတာ15လောက်တော့ပဲရှိတာတွေ့ရတယ်ဘာဖြစ်လို့လဲဆိုတော့နေမျိုးတွေမှာဒီဘိုးဘွားကြီးတာတွေကိုဘီသားသမီးရတော်တော်မပို့ဘူးသားသမီးမရှိခင်တော့တူတူမတွေကဆောက်ရှောက်တယ်ပေါ့နော်စွန့်ပြစ်ပို့စားအဝေးကြီးပေါ့ဘယ်မှာဖြစ်လဲဆိုတော့ဒီလူတွေထူထပ်တဲ့ရန်ကုန်မြို့မှာဖြစ်တယ်ဘာကြောင့်ဖြစ်လဲဆိုတော့ ဟိုလက်လုံလက်စားဟိုအလုပ်သမားတွေများတယ်ရွှေပြောင်းလုပ်သားတွေများတယ်ကြာမန်းလုပ်သားတွေများတဲ့ခါကျတော့အဲ့ဒီလူတွေအားလုံးကကိုယ်စာဝန်တွေအဆင်မပြေတဲ့အချိန်မှာအဖေတယောက်လေးတဲ့ဖြတ်ကောသူကတခြားရှာစရာမရှိတော့အလွယ်ကူသွားလွတ်လေဆိုပြပြီးတော့ပရိုက်တာတင်နေရကောက်ပြီးတော့ဘဝရည်သာပို့ပဲသဘာဝတရားရည်သာပို့မှာဆိုတော့သိနေကြတာပေါ့နော်ပြီးတော့အလိုအလိုလုပ်တဲ့ခါကျတော့ဆုံးပြတဲ့ဟာဖြစ်တာပေါ့အဲ့တော့နေမျိုးတွေမှာမဖြစ်ဘူးဒီမှာဖြစ်တယ်ဒါဆိုရင်ဒီလိုမျိုးနေမကောင်းဖြစ်တဲ့ အဲ့ဒီဟိုပါဠိစကားလေးနဲ့ပြောရင်တော့ခီလာနာပေါ့ခီလာနာဘိုးဘွားတွေကိုစောက်ချောက်တဲ့ရိတ်သားတွေရှိတာဆိုလိုက်ကြည့်တဲ့ခါကျတော့နံပါတ်1ကတကုံမာရှိတဲ့ဆံမိုင်းကြီးဒေါ်သမီးအောင်ထူထောင်ထားတဲ့စီးစာရိတ်ခီလာနာဘိုးဘွားရိတ်သားတော့တွေ့တယ်ဆံမိုင်းကြီးထူထောင်ထားတာကဆိုတော့15နှစ်လောက်ရှိပြီတကယ်လဲကောင်းတယ်ဘယ်လောက်ထိကောင်းလဲဆိုတော့ဒီဘိုးဘွား118ယောက်ကိုအဖိုးဆောင်ဖွားဆောင်တိသက်ဝန်ထမ်းပေါင်း80လောက်နဲ့စောက်ချောက်တယ်အဲ့ဒီပြင်ကိုဟိုနောက်ပဲစီးဝန်ထမ်းပေါင်းဆရာဝန်ပေါင်းစီးဝန်ထမ်းက90ရှိတယ်သူကအဲ့ဒီဝန်ထမ်းတွေပါအဆောင်ထားပြီးတော့24နှစ်ကြီးစောက်ချောက်လို့ရအောင်လုပ်ထားတယ် တော်တော်ယူကောင်းတယ်ပေါ့နော်နောက်တစ်ခါသွားစေးကန်းဆိုတပတ်တကာဖွင့်တယ်နောက်ဆရာဝင်းကြီးကလာပြီးတော့အဲကျမကြီးစစ်စစ်မှုတွေလုပ်ပေးတယ်အမှုပညာရှင်တွေကနေတော့ဂီတနဲ့ဖျော်ပြေးတယ်ဟာသူကအကုန်လုံးကောင်းတယ်ဘာမှလူတွေသိမရှိဘူးနော်သို့တော်သူကသူ့ရဲ့ရိတ်တာဆန့်တာ120တော့ဆန့်တယ်အဲ့တော့ဒီဘိုးဘွားတွေကစွန့်ပြစ်ဘိုးဘွားတွေကလာနေချင်းနေလို့မရနိုင်ဘူးပေါ့ညာနေခဲ့ဒါဆိုရင်ဗမာရှိသေးတယ်လို့ထပ်ဆိုစမ်းတော့တန်လင်းသဘောဝတရားရည်တာကိုရောက်တယ်ပေါ့ဒါတည်းဆရာတော်ရဲ့စွန့်ရတယ်ဘယ်လိုကောင်းလဲဆိုတော့စွန့်ပြစ်တဲ့မြတ်လူအလုံးပေါ့နော် ခိုးခိုးရမယ့်လူအားလုံးဘိုးဘွားမဟုတ်ခိုးခိုးရမယ့်လူအားလုံးလက်ခံတဲ့နေရာဆိုတော့အဲ့ဒီနေရာမှာလူတွေအများကြီးရောက်နေတာပေါ့နော်အဲ့တေချာလိုက်တာကြီးတော့ခုနအဲ့ရပေါ်လင်းနေဘိုးဘွားတစ်ထောင်လောက်တွေ့ရတယ်အဲ့တွားလာနိုင်တဲ့ဘိုးဘွားတစ်ထောင်လောက်တွေ့ရဆိုဒီဘိုးဘွားနှစ်ထောင်လောက်ကြီးကိုဒီရိတ်သားဘယ်လိုမှနိုင်အောင်မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ဒီဘက်စီးစာရေးမှာတွေ့ရခဲ့ရတယ်သဘောတရားနဲ့တွေ့ရခဲ့တာနဲ့အများကြီးကွာသွားတယ်အဲ့ဒီတစ်ထောင်ကြီးကဒုက္ခရောက်နေတယ်ဒါဆိုရင်ဒီထောင်ကိုဒီအိမ်မကြည့်နေမလားဘယ်လိုမျိုးဒီဘိုးဘွားတွေယောဂတဲ့ဘိုးဘွားတွေကိုကယ်လို့ရမလဲလို့စဉ်းစားတာပေါ့အတွေးလေးပေါ်လာအတွေးပေါ်လာတော့ကြည့်ဒါဆိုရင် စီးစာရေးကဲ့သို့စွန့်နေတဲ့သူတွေကနော်ဒီလူတရာလောက်ဆန်တဲ့ဘိုးဘွားကြီးသားလေးတွေထူထောင်ပဲဆိုရင်တော့ဒီလုပ်ငန်းအဆင်ပြေမယ်ပေါ့အဲဒါကြောင့်မလို့ဆရာကူဒီတိုက်တွန်းနေတာကဒီစွန့်အားရှိတဲ့လူတွေအားလုံးကဒီအသက်ရှိတင်ကြပါနော်ယောဂတွေဖြစ်တဲ့အသက်ကြီးဘိုးဘွားတွေကိုစောက်ရှောက်တဲ့ဂေယာလေးတွေထူထောင်မှုတွေကိုတိုက်တွန်းနေတာပေါ့ဒါနံပါတ်1လုပ်ငန်းစဉ်ဒါကတော့အဓိကမိတ်ကြတယ်ပေါ့နောက်တနည်းရှိသေးတယ်နောက်တနည်းရှိတာဘာလို့မဆုံးလုပ်လို့ရလုပ်ငန်းပေါ့တကယ်လို့များကဲလိုက်သားမှာရှိတဲ့ကြာပန်းလုပ်သမားတယောက်ကသူ့အဖေကိုစောက်ရှောက်နေတယ်သူ့အဖေကနေမကောင်း သူ့မှာစာဝန်တွေအဆင်မပြေဘူးနိုင်ငံမှာရှိတဲ့ပတ်စံရှိတဲ့လူတယောက်ကသူ့ကိုသွားပြီးတလောက်9000ထောက်ပတ်ပဲ3000ထောက်ပတ်ပဲဆိုဒီဘိုးဘွားကြီးကမိဘကိုမစွန့်ပြစ်ပဲနဲ့အသက်ရှင်နေတယ်အဲအဲ့လိုလေးလေဒါလုံလို့ရတဲ့တတိပေါ့နော်ဒါတတိလေလုံလို့ရတယ်ဆိုတာပြောချင်တယ်ပေါ့နော်အဲနောက်တစ်ခါတခုဘာတွေးရပြန်လဲဆိုတော့မြန်မာနိုင်ငံမှာတချို့တရားရိပ်တာရှိတယ်အမိုးရိပ်တာတွေတွေးရတယ်ဟိုမှာဥပမာဆိုရင်မော်ဘီမှာရှိတဲ့အဲချမ်းရိပ်တာလိုမျိုးဆိုရင်သူကဘိုးဘွားဆောင်ဘိုးဆောင်ဖွားဆောင်ထားတာတယ်တကြီးတိုင်းအမလာလေးတရားနဲ့ ဆောက်ရှောက်ပေးသွားတယ်။တေရတိတောင်းနေတယ်။အဲဒီလိုလေးတွေပေါ့နော်။အဲ့ဒီအိုင်ဒီယာလေးတွေပေါ်လာတဲ့ခါကျတော့ရှင်အဆင်ပြေပါမယ်လို့ပြောချင်ပါ။ဒီအရေးကြီးဆုံးတစ်ခုကပါလဲဆိုတော့အသက်80ပြည့်လို့ပြုတ်လို့မှကိုယ့်ကိုယ်လည်းကိုယ့်ခန္ဓာကိုယ်သိနိုင်သေးတယ်ဆိုလို့ရှိရင်ဘဝဤတောင်းကိုမတက်နိုင်ဘူးပေါ့နော်။စီစာဝန်တွေအဆင်မပြေဘူးဆိုရင်ဘဝဤတောင်းကိုသွားစီချင်တယ်။ဒါပေမဲ့ဒုတိယကဘယ်လိုပြောလဲဆိုတော့ဘဝဤတောင်းသွားမှာကြောက်တယ်။ကိုယ့်အိမ်မှာလည်းပဲကိုယ့်ကတည်းကတခါကျတော့ရှင်တချို့တွေ့ရတယ်အဲဆောက်ရှောက်တွေတိမှာပါပါတယ်။အဖိုးကြီးတယောက်ဖွားကြီးတယောက်နေတယ်။လိုင်းတရားမှသူများအဆောင်လေးမှာငှားနေရတယ်။ သူ့ကိုဘိုးဘွားကြီးတာကောင်းကောင်းပုတ်ပေးတယ်မသွားချင်ဘူးတဲ့ဒီဘာပဲနေချင်တယ်ပေါ့နော်ကိုယ့်နေရာလေးကိုဘက်တင်နေလူတွေရှိတယ်ပေါ့အဲ့တော့တိုက်တွန်းချင်လာကဒီ90ပြည့်ပြီးတော့ကျမကြီးကောင်းသေးရင်စောင်းဝင်နေအစဉ်ပြေဘိုးဘွားကြီးတာသွားဘိုးဘွားကြီးတာတွေမှာအဲ့ treatment တွေကိုလုပ်ပေးနိုင်တယ်ပေါ့နော်အဲ့ဖြည့်ရှင်းတဲ့နေ့ဒီမှာခုနကနံပါတ်1ဘိုးဘွားကြီးတာပူရမယ်နံပါတ်2မိဘဆောက်ချောက်တဲ့မိသားစုတွေကိုဘိုးဘွားကြီးတို့မှပြအောင်သွားပြီးလှူဒါန်းမှုတွေလုပ်ပေးရမယ်အရေးကြီးဆုံးကတော့ခုနဂီလာနာဘိုးဘွားကြီးတာတွေပေါ့နော်ဒီမကောင်းတဲ့ဘိုးဘွားတွေကိုဆောက်ချောက်တဲ့ရိတ်တာတွေအများကြီးပုံဖို့လိုပါတယ်ဘာဖြစ်လို့ဘာဖြစ်လို့များများလို့လဲဆိုတော့ ောတကယ်လို့ပေါ့ဒီဘဝရည်သားတွေကအခုလက်ရှိဘဝရည်သားတွေကဲဆိုခြောက်နေမှာဆိုရင်သားသမီးတယောက်ကကိုမိဘကိုမဆောက်ရှောက်နေတော့ရင်ဒီဘဝကိုမစွန့်ပြစ်ဘူးဒီရိတ်သားတော့ပို့မယ်အဲဒါဆိုလို့ရှိရင်စွန့်ပြစ်ဘဝဆိုတဲ့စကားလုံးလေးပျောက်သွားမှာပေါ့နော်အခုဒီစွန့်ပြစ်ဘဝစကားလုံးကိုဒီမြန်မာနိုင်ငံနေတဲ့မကြားချင်ဘူးပေါ့နော်မကြားချင်ဘူးပျောက်ချင်တယ်ပျောက်ချင်မှုတွေကိုအဲ့လိုနီးစတဲ့တွေလှုပ်ချင်ပါတယ်လို့ပြောချင်ပါတယ်ဆရာတို့ဓမ္မရောင်ဒီကအနေနဲ့ရောပေါ့ဒီဘဝကဒီလိုမျိုးလေးဘယ်လိုလေးစီစဉ်ထားတာလေးတွေရောစိတ်ကူးခါလေးတွေရောရှိလားရှင် အခုစလုပ်လို့ရတာစလုပ်နေဘယ်လိုလုပ်လဲဆိုတော့နံပါတ်၁ကအခုဒီမီဒီယာကမ်ပိန်းပေါ့နော်မီဒီယာကမ်ပိန်းမှာဘယ်လောက်ထိလိုလဲဆိုတော့ဟိုသားသမီးနဲ့သားသမီးကမိဘကျေးဇူးကိုသိရမယ်ဆိုတဲ့ဟာပေါ့ဥပမာဥပမာ လေးပေးရရင်ဒီမကွေးမြို့မှာတရားပွဲတစ်ပွဲမှာဒီမျိုးစိမကိုရင်ဆရာတော်ပေါ့ဒေါက်တာရှင်ကောဝိတာကမွေခံထိုက်သူဖြစ်ပါစေဆိုတဲ့တရားလေးတစ်ပွဲဟောလိုက်တယ်အဲ့ဒီတရားလေးကတော်တော်လုံးပေါက်သွားပြီးတော့သားသမီးတွေကမိဘကိုဆောက်ရှောက်တဲ့ဟိုကမ်ပိန်းလေးဖြစ်သွားတယ်ပေါ့နော်အားလုံးက awareness ရပြီးတော့ဆောက်ရှောက်ကြတယ်ပေါ့ တော့ဒီမှာအမှုပညာရှင်တွေရောဘာတွေရောအားလုံးကနေပြီးတော့ဇလန်းတို့တွေရိုက်မယ်သချင်းတွေဆိုမယ်သားသမီးကမိဘကျေးဇူးသိရမယ်မိဘကျေးဇူးပြန်ဆက်မယ်ဆိုတာကိုလူငယ်တွေရဲ့နှလုံးသားတွေရိုက်ထည့်ခြင်းဒါမီဒီယာနီးနေပေါ့နော်ဒါနံပါတ်1လောက်ရမယ်ဒါကိုလည်းဆရာတို့ဘက်ကလည်းစတင်လုပ်နေပေါ့ကိုလုံးနေနေဟာလုပ်တယ်ပေါ့ Facebook တင်နေနှိုးစော်တွေလုပ်တယ်ပေါ့ဒုတိယချက်ကအခုလိုပေါ့တတ်နိုင်တဲ့လုပ်ငန်းစုပိုင်ရှင်ကြီးတွေတတိယကြီးရှိတယ်သူတို့ရဲ့နှလုံးသားထဲမှာဒီတက်ကြီးရွယ်ကိုဒီလိုယောဂဖြစ်ရင်တို့ဆောက်ရှောက်အောင်မယ်ဆိုရင်အတိလေးဝင်သွားစီတယ်သူတို့မှာတက်နိုင်တယ် တက်နေလို့ဒီ management လေးလုပ်ပြီးတော့ဒီဟီရာနာဘဝိုက်တာတွေတခုတော့မင်းထူထောင်နိုင်ပြီးရင်အဲဒါအဆင်ပြေသွားမှာပေါ့ဒါဒါလည်းတိုက်တွန်းနေပေါ့တိုက်တွန်းနေလို့လည်းလုပ်နေပြီနံပါတ်3လုပ်လို့ရတာတော့ကိုလုပ်နေတဲ့လုပ်ကတော့ဟိုလိုက်တာတို့ရှိပြီးသားတို့မှာဓမ္မအောင်ကြီးရဲ့ကိုစလေတွေရှိတယ်သူတို့ဘိုးဘွားတွေလိုက်စင်းရင်ကောက်ခဲနေတကယ်တော့ရောက်နေလားတကယ်တော့ရောက်နေလို့ဆိုရင်ဒီကနေပြီးတော့လစဉ်အနည်းဆုံး3000 5000အဲစေကူတောင်းပိုင်းတသိန်းထောက်ပံ့နေဒီဘက်ကအထူးရှေ့ရှာမယ်ဆရာတို့ဒီတာနာပြုလုပ်ငန်းတွေပရိုက်တက်လုပ်ငန်းတွေဆိုတာကတော့ဂျားကံပေါ့ အဲဒီဘက်ကလူရှင်ရှိတယ်ဒီဘက်ကလူခံရှိတယ်ဒါကိုချိန်ပေးတာပေါ့ကိုမရံမွေထူတော်လည်းအခုဆိုရင်ဘိုးဘွားဆောက်ရွှေ့ရေးအတွက်ကိုရံမွေစလူခံနေပြီရသလောက်ဝင်လာတယ်ဝင်လာတဲ့ယောက်စာကိုစပြီးတော့တူမယ်ဥပမာဆိုရင်ဟိုတနေ့ကဆိုရင်တဘာဝဘိုးဘွားရေးတာရှိတဲ့ဘိုးဘွားတွေကိုကြက်ဥအလုံးတစ်ထောင်ပို့လိုက်တယ်လေးသိန်းပို့တော့ပို့လိုက်တယ်ပေါ့ပို့လို့ရတော့စတယ်အဲလိုလုပ်ငန်းလေးလုပ်နေပါပြီအခုတော့တော့ဆင်မာတော့ဘိုးဘွားတွေစီရင်ကောက်မယ်ပြီးရင်ဝင်နေလုပ်ပေးမယ်သွားပြီးတော့ဆောက်ရှောက်မယ်နောက်တစ်ခုလုပ်လို့ရတာဘဘူးမဆိုးအကူကြီးတောင်းနေတဲ့ကြောင့်လည်းကျင်ညာထားတယ်ကျင်ညာလို့ဒီ80ပတ်ဝန်းကျင်က တန်တန်မမဆိုရင်ဆရာတို့ကစီစဉ်ပေးတဲ့ဘဝရည်သားတွေပို့ပေးပါဘလို့အခုဥပမာထားပါတော့ဒနုယူပါရှိတဲ့ဘဝရည်သားဆိုဆရာတို့ရေထူထောင်လာတယ်ဆရာကိုလမ်းအကြောင်းကြားတယ်ဘလို့လဲတခါကြီးကျိုးတို့ဘဝရည်သားမှာ၁၄ရောက်ပဲရှိသေးတယ်ပို့ပေးပါအဲလိုဘဝရည်သားလည်းရှိတယ်ပေါ့နော်အဲ့ဒီဘဝရည်သားကိုဒီ80ပြည့်ပြီးတော့စောင်းနေအစဉ်ပြေလူတယောက်ရောက်သွားရင်အစဉ်ပြေတယ်ပေါ့နော်အဲတော့ဆရာတခုပေါ့အမှုပညာရှင်ကြီးတယောက်ကပြောဘူးတယ်သူကဘယ်မှာသွားနေလဲဆိုစီစာရေး sorry နေ့စီကိုဘဝရည်သားမှာသွားနေရအဲတော့ तू तू သူ့ရဲ့ခံစားချက်လေးပေါ့နေ့စီကိုဘဝရည်သားလည်းရောက်သွားရောတဲ့ အမေအနေနဲ့ပြောရရင်တဲ့နှက်ပြီးရောက်သွားတယ်လို့ပဲသူခံစားချက်ပေါ့နော်သူရက်ကတည်းကဆင်းရဲနေနေရနေတော့ကိုရိတ်တရားပြည့်စုံတယ်အဲခုခုဆိုရင်တွေ့မယ်ပြောလိုက်ကောင်းပါလဲရှိတယ်သို့တော့လူတိုင်းလည်းဝင်လို့မရနိုင်ပေါ့ဘိုးဘွားပြည့်နေတယ်ဆေးရုံကြီးနဲ့အထဲမှာရှိတယ်နောက်ပြီးတော့ဒီဒီဘိုးဘွားတွေကိုအတူရှင်တွေကနေတော့လူတဲ့ကိစ္စကပတ်စံအများကြီးရတယ်ချို့ဘိုးဘွားတွေဆိုရင်၁၀သိန်း၁၅သိန်းပြန်လူနိုင်တယ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုယ့်အိမ်မှာနေရတဲ့အပုံကြီးတာတယ်ပေါ့အဲ့အဲ့ဒီကမ်ပိန်းနဲ့လိုတာပေါ့နော်အဲဘိုးဘွားကြီးတာဆိုတော့မကြောက်ပါနဲ့သွားနေပါအစားအဝတ်တွေအဆင်ပြေဒီဘိုးဘွားတွေကိုစောက်ရှောက်ပေးမယ်ဒါလေးကိုလည်းသိစေချင် ွဲရတာတော့ရတယ်ရှက်တယ်လေဟုတ်တယ်ကိုကိုသွားပြီးနေရမယ်ဆိုရင်ထားပါတော့အသက်ကြီးလို့သွားနေမယ်ဆိုရင်ရှက်ကြတယ်အဲ့ပေါ်မှာရောကိုကိုရန်ဘယ်မျိုးပြောချင်တာမျိုးရှိမလဲအဲဒါလည်းမှန်ပါတယ်မှန်ပါဆိုတာဟိုပေါ့လေတချို့လည်းတချို့လည်းဒီလိုဆုံးဖြတ်ချက်ပြတ်သားတဲ့လူရှိတယ်အဲ့ဒီဟိုနေ့ပေါ့ဒီမော်ဘီချမ်းရေးမိုးဝေးတာဆိုလို့ရှိရင်တချို့ကတိုက်ခန်းရှိတယ်တူးတယ်တိုက်ခန်းရောင်းပြီးတော့မှသွားနေတယ်အဲ့သူတရားနဲ့လည်းနေချင်တာပေါ့နော်သူသူဒီဘက်ကတန်ဝန်းစီလည်းမတွေ့ချင်တော့ကိုယ့်အိမ်မှာကိုယ်နေတွေ့ကြည့်တယ် ဘာပဲပဲကိုကထမင်းဆက်စားရမယ်အိမ်တန်းရှင်းရေးလုပ်ရမယ်ဘာအများကြီးပဲတယောက်တည်းနေလို့ရှိရင်လေတော်တော်တော့မှ80 80ဖွားကြီးတယောက်ကကိုအိမ်မှုကိစ္စဘယ်လိုလုပ်မလဲကိုမှသွားနေတော့ဘာမှမလုပ်ရတော့အစင်သင်းချက်ကျွေးတဲ့အချိန်မှာရိတ်သားမှာအလူရှင်မြစ်တာပို့ပြီးစားပေါ့သူကွန်ဆက်တော်လူတာပေါ့နော်ဩငါငါ့ကိုတယောက်ကမြန်ဘိုးဘွားကြီးတာမှာမျက်နှာငယ်တဲ့နေရာလားငါ့ကိုတယောက်ကဆွတ်ပြီလားလို့ခံစားရတော့ဖြစ်တာပေါ့အလူရှင်နေရာလို့ရှိရင်ဘိုးဘွားကြီးကြည့်လို့ရှိရင်နည်းနည်းမျက်နှာငယ်တဲ့ပုံပေါ့အဲ့ဒါကလည်းဘာဘာလုပ်ပြရမလို့ဒီဘိုးဘွားကြီးတာရဲ့ treatment ကိုလည်းပြင်ပေးရမှာပေါ့အဲတချို့ကျတော့လည်းဝန်ထမ်းတွေက ဒီဘိုးဘွားကိုနည်းနည်းဟောက်ချင်တာလည်းရှိရှိမှာပေါ့နော်အဲ့လိုမျိုးပဲ ਨੇ ဒီဘိုးဘွားတွေကိုမိဘတွေတို့သဘောထားပြီးတော့ပြပြလေလေးပေါ့ဆရာဦးတလုံးကတခုသွားကြည့်တယ်တွန်တေးมาပေါ့နော်မိဘကိုဘိုးဘွားရေးတာတဲ့ဘိုးဘွားရေးတာကိုထူထောင်တဲ့လူတွေကလည်းပြည့်စုံတယ်အလူရှင်တွေကလည်းပြည့်စုံတယ်ပြည့်စုံတော့အဲ့ဒီမှာဘိုးဘွား30လောက်ဆက်နာကို18ယောက်ပဲရှိတယ်အဖွားက73ယောက်အဖိုးက9ယောက်ဘလောက်များပြည့်စုံလို့ဆိုတော့ဒီနေ့ဟာရာလေးနဲ့ကြွေးတယ်စီကံရှိတယ်မိဆက်ကြီးတွေရှိတယ်နောက်ဆုံးဒီလိုတရားထိုင်တဲ့နေရာလေးပေါ့သူတို့က နေ့လည်ပဲတနားရီခွန်းတနားရီကိုတရားထိုင်တဲ့နေရာလေးလုပ်ပေးတာလေအဲ့နေရာလေးမှာဆိုလာနဲ့အဲရကွန်မခုံလေးနဲ့ထိုင်လို့ဖိုးဘွားတော်တော်ပြည့်စုံလားအပြင်အိုင်ခေယာမူဝန်ထမ်းရှိအောင်ရှိတယ်ခေယာမူကဒီဖိုးဘွားတွေသွားပြီးစကားတွေပြောတယ်ဆရာတွေ့ခဲ့တဲ့ဖိုးဖိုးတယောက်ဆိုရင်66နှစ်ရှိတယ်ဒီ68နှစ်ရိမ့်တာရောက်တာ88နှစ်နဲ့10နှစ်ရှိပြီမဲသူကပျော်ပြီးတော့ကျမ်းပါတယ်ဒီရိမ့်တာမှာနေတဲ့အချိန်မှာတက်တန်းတူတော့ပဲသနက်ရှင်သူစိတ်ချမ်းသာတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်ရင်တော့လေဟိုနံပါတ်1ကတော့ဟိုဘိုးဘွားကြီးတောင်သွားနေပဲလူတယောက်ဒီဘိုးဘွားကြီးတောင်သွားကြည့်တယ်ပေါ့ ။ဟောကြည့်လေးပေါ့နော်ပရိုက်တာတင်တယ်လဲလိုက်ဖို့လေ။ဘလို့ချင်းနေရှိတယ်လေလား။ပြီးရင်ဒီမှာနေတော့ပေါ့။အဲ့လိုဆိုရင်ကောင်းမှာမင်းလို့ပြောစမှာနော်။